ယာရီရုအရန်ပူတဲ့အခါကျရင်လေဖြတ်တဲ့အထိတော်ဖြစ်သွားတတ်တယ်နှစ်စဉ်နှစ်စဉ်ကျွန်တော်တို့မြန်မာနိုင်ငံလိုမျိုးယာရီရုအရန်ပူပြင်းတဲ့နေရာတွေမှာဒီအရန်ပူတဲ့အတွက်ကြောင့်မလို့လေဖြတ်တဲ့လူနာတွေတော်တော်များပါတယ်အဲဒါကြောင့်မလို့အပူချိန်ကြောင့်ဒုက္ခမရောက်ချင်ရင်တော့ကျွန်တော်အခုပြောမယ်နွေရာဒီမှာအဖြစ်များတတ်တဲ့ယောဂ၅မျိုးကိုတရားတိထားဖို့လိုတယ် ပြီးရင်ဒီယောဂရဲ့ကုတနီလန်းတွေရဲ့အခြေပေါ်အခြေအနေတွေကိုလည်းတိကျတိထားဖို့လိုပါတယ်။ရာထူးတူကအရန်ကိုပူပြင်းတဲ့အခါကျရင်ကျွန်တော်တို့လေဖြတ်သွားတဲ့အထိဆောင်ဖြစ်သွားတတ်တယ်။အဲတချို့တွေဆိုရင်ကားထဲကနေပြီးတော့အပြင်ကိုထွက်ပြီးတော့ခြေလမ်းချလိုက်တဲ့အချိန်မှာရုတ်တရက်မူးမေ့လဲကျသွားတယ်ဆင်းရုံရောက်သွားတယ်ဒတိလက်သွားတယ်ဆိုတာကအပူချိန်အပြောင်းအလဲအရန်မြန်တဲ့အချိန်မှာခန္ဓာကိုယ်ထဲမှာရှိတဲ့တွေးတွေစုပွက်ပြီးတော့အုံနောက်ကိုတွားပြီးတော့ရောင်စီနိုင်တယ်ပေါ့နော်။အဲ့ဒီကနေတဆင်ဒါတတိလက်သွားတဲ့ဖြစ်သွားတတ်တယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က ဒီလိုအချိန်ကာလမှာဖြစ်အဖြစ်များတတ်တဲ့ယောဂတွေကိုတည်ထားဖို့လိုပါတယ်။အဲနံပါတ်1အနေနဲ့အပူလွန်ကဲတဲ့ယောဂတွေပေါ့နော်။အခုလိုမျိုးအရန်ပူနေတဲ့အချိန်မှာပတ်ဝန်းကျင်မှာလည်းအပူချိန်တွေအရန်မြင့်တက်လာတယ်။အဲ့ဒီအချိန်မှာခန္ဓာကိုယ်ရဲ့အပူကထိန်းကြီးလို့မရတော့ဘဲနဲ့မထိန်းနိုင်အောင်ဖြစ်သွားတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအချိန်မှာယောဂတွေဖြစ်လာတတ်တယ်။အထူးသဖြင့်တော့ဒီ match လကနေမေလအတွင်းမှာ အပူချိန်40ဒီဂရီလောက်ရှိတတ်တယ်ပေါ့နော်။တချို့နေရာတွေမှာဆိုရင်ဒီထက်တောင်ပိုလာတယ်ရှိတယ်ပေါ့နော်။အဲ့ဒီခါကျရင် အပူလွန်ကဲတာတွေပို့ပြီးတော့ဖြစ်များတတ်တယ်ဗောနော်လက္ခဏာအနေနဲ့ခါကြတော့ဒါခေါင်းကြိုက်တာတွေမူးဝေတာတွေချွေးထွက်လွန်တာတွေဒါမှမဟုတ်လဲချွေးထွက်တာအရင်များသွားပြီးတော့လုံးဝချွေးမထွက်တော့တဲ့အဆင့်ထိရောက်သွားတာမျိုးတွေဖြစ်တတ်တယ်။နောက်အရေပြားကကင်ကြည့်တဲ့အခါကျရင်ပူနွေးနေတာမျိုးတွေကြီးလိုက်တဲ့အခါကျရင်ညီရဲနေတာမျိုးတွေဖြစ်တတ်တယ်။ပြီးရင်နှလုံးခုန်မြန်တာတွေတတိလက်တဲ့အထိ ဒါမျိုးတွေဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့လေဖြတ်တဲ့အထိဖြစ်သွားတတ်တယ်ပေါ့နော်ဒါကနွေရာဒီမှာဖြစ်များတဲ့အပူလွန်ကဲတဲ့ယောဂတွေရဲ့လက္ခဏာတွေကိုပြောပြထားတာပေါ့နော်ကုဒါတဲ့နေနှောင်းလည်းကျွန်တော်နောက်ပိုင်းမှာဆက်ပြီးတော့ပြောဖို့ရှိပါတယ်နောက်နံပါတ်1ကတော့ဝမ်ပြတ်ဝမ်ရှော်ယောဂတွေပေါ့နော်ဒီနွေရာဒီမှာရေတွေကအရန်ရှားတဲ့အတွက်ကြောင့်မလို့ရှိတဲ့ရေကိုပဲတုံးရတယ်မတန့်ရှင်းတဲ့ရေတွေကိုပို့ပြီးတော့အတုံးပြုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရေတွေကိုအတုံးပြုမဲ့ တောင်းမယ်ဆိုရင်ဝမ်းပြက်ဝမ်းချော်ယောဂတွေကပို့ပြီးတော့အဖြစ်များပါတယ်မတန့်ရှင်တဲ့ရေနဲ့အစာတောက်တွေကနေတဆင့်ကူးဆက်နိုင်တယ်ပေါ့နော်အဲ့တော့လက္ခဏာအနေနဲ့ခါကြတော့ဝမ်းအေးကြဲကြဲတွေအများကြီးတွားတာမျိုးတွေဖြစ်မယ်ဘိုင်းအောင်တာတွေဖြစ်မယ်အန်တာတွေဖြစ်မယ်ကိုပူလာတွေဖျားတက်တာတွေဖြစ်တတ်တယ်အဲ့တော့နံပါတ်1အချက်ကတော့ယာတုတုအရန်ပူလာတဲ့အချိန်မှာဝမ်းပြက်ဝမ်းချော်ယောဂပို့ပြီးတော့အဖြစ်များတတ်တယ်ပို့ပြီးတော့ဆိုးတက်ပါတယ်နောက်နံပါတ်2ကတော့အရေပြာယောဂတွေဖြစ်များတတ်တယ် ရာထူးတို့အရန်ပူလာတဲ့အချိန်ကကြာရင်ခနာကိုကချွေးထွက်တာအရန်များတယ်နေလောင်ပဲဆက်ဆက်တဲ့အရေပြားယောဂတွေဖြစ်လာတတ်တယ်ပေါ့နော်အဲ့တော့လက္ခဏာအနေနဲ့ခါကြတော့နေလောင်တဲ့ခါကြာရင်အရေပြားကနေရဲပြီးတော့ကြိုက်ကြည့်တဲ့ခါကြာရင်ပူနေမယ်တွားထိလိုက်တဲ့ခါကြာရင်လည်းနာနေတာမျိုးတွေဖြစ်မယ်ဒီခါကြာရင်လည်း ဒါအပူပူတွေရေကြီးပူတွေထွက်လာတာမျိုးထိတော်ဖြစ်သွားတတ်တယ်။ပြီးရင်အရေပြားရားတာလည်းဖြစ်တတ်တယ်။အနီကွက်တွေပေါ်လာတာမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်။အရေပြားပေါ်မှာအဆက်ပြောင်လေးတွေထွက်လာတာမျိုးတွေလည်းဖြစ်တတ်တယ်။ဂျိုင်းဂျာတို့ဘိုင်းအောက်ပိုင်းတို့ပေါင်ဂျာတို့မှာအရေပြားချင်းပုတ်မိတဲ့အခါကျရင်အဲ့ဒီကနေတဆင့်လဲအနာတွေဖြစ်လာမယ်၊နီရဲတာတွေဖြစ်လာမယ်၊နာတာတွေဖြစ်လာမယ်ပေါ့နော်။အရေပြားကအရန်ချောက်တွေ့ပြီးတော့ကြမ်းတက်လာတာတွေအရေခွန်ကွာတာတွေဖြစ်တတ်တယ်။အပူတန်အရန်ဆိုးတဲ့အခါကျရင်ဒါအစီဖူးတွေအစီကျိတ်တွေထွက်လာတာမျိုးဝက်ချံတွေပိုဆိုးလာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ ယာတုတုအရန်ပူလာတဲ့ခါကျရင်အရေပြာယောဂတွေကလည်းအဖြစ်များတက်ပါတယ်နော်နံပါတ်၄ခါကျတော့မျက်စိယောဂတွေများတက်တယ်။နွေရာသီကာလတွေမှာခါကျရင်ဖုံရမ်းထူတယ်ဗောနော်။တချို့လမ်းတွေမှာဆိုရင်ဖုံတထောင်းထောင်းနဲ့ဖြစ်နေတဲ့အခါကျရင်ဒါမျက်စိတွေဝင်တာနေတဆင်မျက်စိရားရမ်းမယ်။ယောဂပိုးတွေအခုခံရမယ်။မျက်စိနီရဲတာတွေဖြစ်လာတတ်တယ်ဗောနော်။အော်လက္ခဏာနေတဲ့ခါကျတော့ရားရမ်းနီရဲတာအပြင်မျက်ရည်ပူတွေကျမယ်။မျက်စိနာတာတွေဖြစ်မယ်။မျက်စိတွေပိုးဝင်တာတွေဖြစ်လာမှာဗောနော်။ဒါကမျက်စိယောဂတွေလည်းဖြစ်များတက်ပါတယ်။ နောက်နံပါတ်5အနေနဲ့ခါကျတော့အစာအစိတ်တင်တာတွေပုံများတတ်တယ်။နွေရာဒီမှာအစာအတောက်တွေကမခံဘူး။အာမနှက်ချက်ထားတဲ့ဟင်းကနေ့လယ်တုံးမုံညနေလောက်ဆိုတာအကြရင်မကောင်းတော့ဘူးပေါ့နော်။အဲ့ဒါကိုတွားပြီးတော့စားမိလိုက်တဲ့ခါကျရင်အစာအစိတ်တင်တာတွေဖြစ်တတ်တယ်။လက္ခဏာအနေနဲ့ခါကျတော့ one ပြတ် one short တာအန်နာဘိုင်းနာတာ ခေါင်းကြိုက်တာကိုပူတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာကနွေရာရီမှာအဖြစ်များတဲ့ယောဂ၅ခုကိုပဲအဓိကထားပြီးပြောတတ်တယ်တခြားယောဂတွေအများကြီးတော့ရှိသေးတယ်ပေါ့နော်ဒါပေမဲ့ဒီ၅ခုကအဖြစ်များတဲ့အထက်မှာပါတယ်နံပါတ်၁ကတော့အပူနဲ့ဆိုင်တဲ့ယောဂတွေပေါ့နော်အရန်ဆူဆူဝါးအနေနဲ့အပူအေးအပြောင်းလဲမှာလေဖြတ်သွားတဲ့အဆင့်ထိလည်းရောက်သွားတတ်တယ်ပေါ့နော် နောက်နံပါတ်2နဲ့ဝမ်ပြောက်ဝမ်ရှော်ယောဂါတွေကဒီယာဒီမှာပုံများတက်တယ်။နံပါတ်3အနေနဲ့အရေပြားယောဂါတွေလည်းပုံများတက်ပါတယ်။နံပါတ်4အနေနဲ့မျက်စိယောဂါတွေလည်းပုံများတက်တယ်။နံပါတ်5အနေနဲ့အစာအစိတ်တက်တာတွေလည်းဖြစ်တက်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီမှာပြောခဲ့တာကနွေရာဒီမှာဖြစ်များတဲ့ယောဂါ၅မျိုးပဲတေချာပြောထားတယ်။ဆက်ပြီးပြောမှာကတော့ဒီနွေရာဒီမှာဖြစ်တတ်တဲ့ယောဂါတွေရဲ့တာနီးတွေနဲ့ပြီးရင်တတိထားရမယ့်အချက်လက်တွေတွေပြီးရင်ဘလို့အခြေအနေကအရေးပေါ်ဖြစ်လာတယ်လဲဆရာဝန်စီတွားပြရမလဲဆိုတာကိုကျွန်တော်ပြောပြပေးထားမယ်ပေါ့နော်။ကျွန်တော်အရှိန်မှာလည်းဒီနွေရာဒီမှာဖြစ်များတဲ့ယောဂါ၅မျိုးကိုလေ ယ်တိချပြောထားတာရှိတယ်ဗောနော်နံပါတ်1အနေနဲ့အပူလွန်ကဲတဲ့ယောဂါတွေအပူချောင်းဖြစ်တဲ့ယောဂါတွေဖြစ်လာပြီဆိုရင်ကိုယ်ကလည်းကိုယ်လောရမဲ့အခြေအနေတွေကလူနာကိုအရိတ်ထဲကိုချက်ချင်းရွှေ့မာရမယ်ပြီးအဝတ်စားတူတူတထဲတွေဝတ်ထားတဲ့ဆိုရင်အနွေးထဲတွေဆိုရင်လည်းချွတ်ပစ်ပိုက်လို့ရတယ်လက်ရှည်အင်ကြီးတွေဆိုရင်လည်းချွတ်ပစ်လိုက်ဖို့လို့ရတယ်ဗောနော်အင်ကြီးကိုပုတ်ပုတ်ပွားပွားပဲဝတ်ထားရမယ်ပြီးရင်လေအေးရတဲ့နေရာတွေလေတိုက်တဲ့နေရာဒါမှမဟုတ်လေလင်းဝင်လေထွက်ကောင်းတဲ့နေရာကိုရွှေ့ထားပေးဖို့လို့ရတယ်အမှန်နေဖို့လို့ရတယ်ဗောနော်ပြီးရင်ရေများတောက်ဖို့လို့ရတယ် ရေကအကယ်မတန့်ဘူးဆိုရင်တော့ရေချက်ရေလေးလုတ်ပြီးတော့အေးခံပြီးတောက်တာပို့ကောင်းမယ်ပြီးရင်ရေဘက်တိုက်တာမျိုးတွေလုတ်ပါပြီးရင်ဓာတ်စာရေတောက်တာလည်းလုတ်လို့ရတာပေါ့နော်အဲ့တော့ဒါကအပူနဲ့ဆိုင်တဲ့ယောဂါတွေဖြစ်လာတဲ့ခါကျရင်ကျွန်တော်တို့ကုတလို့ရတဲ့နီလန်းတွေပေါ့နော်အရေးပေါ်အခြေအနေတဲ့ခါကျတော့ဒီလူနာကတကူလုံးပူပြီးတော့တတိလက်သွားတယ်လေဖြတ်သွားတဲ့ဆိုရင်ဒါစိမ့်ုံစေးကောင်ချက်ချင်းတော့ပို့လို့ရတယ်ဒါကိုပူတဲ့အဖျားတွေတက်နေတယ်ဆိုရင်လည်းပဲ တွားပြဖို့လိုတယ်ဇက်တိုက်ကိုအန်နေမယ်တက်တဲ့အခြေအနေအထိဖြစ်သွားမယ်ဆိုရင်လည်းတွားပြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကတော့အပူလုံငယ်ရနဲ့ပတ်သက်ပြီးတော့ကိုလုံးနိုင်တဲ့အတိုင်းတာလေးရယ်ဘယ်လိုဘလိုအခြေအနေမှာဆေးုံဆေးကန်တွားပြရမလဲဆိုတာကိုကျွန်တော်ပြပြရအောင် နောက်ဝမ်းပြက်ဝမ်းလျှောယောဂတွေဖြစ်ခဲ့တယ်ဆိုရင်ဘယ်လိုကုရမလဲဆိုရင်အဓိကတော့ရေမြများတောက်ဖို့လိုတယ်ပေါ့နော်ရေတန့်ဥစားပေးတောက်ဖို့လိုတယ်ဖြစ်နိုင်ရဲဆိုရင်ဓာတ်စာရေကိုတေချာတောက်ပေးဖို့လိုတယ်အကယ်၍ဓာတ်စာရေကဝယ်လို့မလွယ်ကူဘူးဆိုရင်တော့ကျွန်တော်ဓာတ်စာရေ ORS ပုံစံမျိုးပေါ့နော်ရေတလီတာမှာဇွန်းတဝက်ပေါ့နော်စားဇွန်းတဝက်ထည့်မယ်ပြီးတော့တကြားက၈ဆိုလောက်ထည့်မယ်ကယ်၍တံမြာရေလေးနည်းနည်းထည့်မယ်ဆိုရင်လည်းရနိုင်တယ်ပေါ့နော်ဒါကဓာတ်စာရေအလွယ်တကူများတဲ့ နေရာမှာပေါ့နော်။ Okay ဓာတ်စာရေးက ORS ဓာတ်စာရေးဖြည့်ရမယ်။အဲ့ဒါဝယ်လို့ရတယ်ဆိုရင်တော့အဲ့ဒါဝယ်ပြီးတိုက်ပါ။ Twitter ယောကစီချိုတမားရှိတဲ့လူတွေကလည်းဝမ်းပြဝမ်းချောပြီးဆိုရင်လည်းဓာတ်စာရေးတောက်လို့ရပါတယ်။ပြီးတော့ထမင်းရေးစံပြုတ်ရေးအုံးရေးစတာတွေကိုလည်းတောက်လို့ရတယ်။ရှောင်ရမယ့်ဟာတွေကတော့ကော်ဖီတို့အရက်တို့ခြင်တဲ့အစားအစာဒါမျိုးတွေကိုတော့ရှောင်မရမှာပေါ့နော်ဝမ်ပြဝမ်ရှော်ယောဂဖြစ်ပြီးတော့ဘယ်အချိန်မှာဘလို့အချိန်နေမှာဆေးရုံဆေးကန်တွားပြရမလဲဆိုရင်မျက်တွင်ကခြိုက်ဝင်လာတာ စီမထွက်တော့တာစီမတွားနိုင်တော့တာပေါ့နော်နှစ်ရက်ထပ်ပို့ပြီးတော့ဝမ်းပြဝမ်းလျှော့တာပို့ဖြစ်တယ်ဒါမှမဟုတ်လဲကလေးလေးဒီမှာဆိုရင်တစ်ရက်ထပ်ပို့ပြီးတော့ဝမ်းပြဝမ်းလျှော့တာပို့ဖြစ်တယ်ဝမ်းထဲမှာသွေးတွေပါလာတယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့နီးစက်ရဆင်းရုံဆေးခန်းကိုချက်ချင်းတွားပြဖို့လိုတယ်ဒါကတော့ဝမ်းပြဝမ်းလျှော့တာနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်လုပ်လို့ရတဲ့နီးလမ်းရဲ့ပြီးရင်အရေးပေါ်အခြေအနေမှာမလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးထားတာပါ နောက်နံပါတ်2အရေပြားယောဂတွေဖြစ်လာခဲ့တယ်ဆိုရင်ကိုယ့်အနေကိုဘာတွေလုပ်လို့ရမလဲပေါ့နော်အဲ့တော့နွေရာဒီမှာခါကျတော့နေရန်ပူတဲ့အခါကျရင်နေလောင်ပြီးတော့အရေပြားမှာပြဿနာတစ်ခုမဟုတ်တစ်ခုဖြစ်တတ်တယ်အဲ့ဒါတွေကိုအိမ်မှာဘယ်လိုကုလို့ရလဲဆိုရင်နေလောင်တာအတွက်ဆိုရင်တော့ဒါရေအေးအေးလေးချိုးပြီးဒါမှမဟုတ်လည်းအဝတ်ဆဆူနဲ့တုပ်ပေးလို့ရတယ်ပြီးအလိုဘရာဂျေပေါ့နော်ပုံမှန်ပြထားတဲ့အာမျိုးပေါ့နော်အလိုဘရာဒီရှားဆောင်လက်ပတ်ပါတဲ့ဂျေလေးတွေ လိမ့်ပြီးလို့ရတယ်ဒီလိုမျိုးဝယ်လို့မလွယ်ဘူးဆိုရင်လည်းရှားဆောင်လက်ပတ်ကိုချိုးပြီးတော့အတွင်းထဲမှာပါတယ်သူရဲ့အနှစ်လေးအတွင်းရဲ့ထွက်လာတဲ့အကျယ်လေးတွေကိုလိမ့်ပြီးတယ်ဆိုရင်လည်းဒါအရေပြားအတွက်အကျိုးရှိပါတယ်ဒါကနေလောင်ချင်းအတွက်စံပန်အတွက်ကုတနီကိုပြောတာပါအရေမြများတောက်ဖို့လည်းလိုတယ်နောက်နံပါတ်2ကတော့အရေပြားရားတဲ့ကိစ္စပေါ့နော်အဲ့ဒါဆိုရင်တော့တန်လွင်စီဒါမှမဟုတ်အုံးစီကိုအရေပြားပေါ်မှာလိမ့်ပြီးလို့ရတယ်တစ်တီတီစားပြီးချင်းအပြင်လည်းခန္ဓာကိုယ်ပါဂျေဓာတ်များအောင်တထားပြီးလို့ရတယ်အရန်ရားတဲ့ဆိုရင်တော့ကလမင်းလိုရှင်းလေးလိမ့်ပြီးလို့ရတာပေါ့နော်ဒီမှာပုံမှန်ပြလာတဲ့ဒါ ိုင်မယ်ကျွန်တော်တို့ အပြင်မှာအဝယ်အလွယ်တကူဝယ်လို့ရတယ်ဒါကလမင်းပါတဲ့လိုရှင်းပေါ့နော်လိမ့်ဆေးလေးတွေဆိုရင်ရပြီအဲ့တော့ဘယ်တစ်စိတ်ပဲဖြစ်ဖြစ်ကလမင်းပါတယ်ဆိုရင်လိမ့်လို့ရပြီပေါ့နော်အဲ့တော့ဒီဆေးလေးတွေကိုဆေးဆိုင်မှာမေးဝယ်လို့ရပါတယ်မိဖူတွေထွက်မယ် heat rash တွေထွက်မယ်ဆိုရင်တော့ဒီလေဝင်လေထွက်ကောင်းပြီးတော့အေးများတဲ့နေရာတွေမှာတော့နေအဝတ်အစားလေးတွေကိုပုတ်ပုတ်ပါလေးဝတ်ဆင်ပေါ့နော်ပြီးရင်တက်ရှင်းကိုလည်းယူဆိုင်နေတိုင်းရေချိုးကလေးတွေမှာဆိုရင်ဒီကလေးတွေတုံးတဲ့ကိုလေးပေါင်တာတွေကိုတုံးပြနိုင်တယ်လူကြီးတွေကလည်းဒီပေါင်တာကိုတွားပြီးတော့တုံးလို့ရတယ်ကမကယ်တော်တော်နည်းတဲ့အတွက်ကြောင့်မလို့ဒါကလေးအစားတုံး ုံးလို့ရတယ်ပေါ့နော်နောက်ပြီးတော့အရေပြား6တွေ့တဲ့အခါကျရင်တော့ moisturizer တွေလိမ့်လို့ရတယ်ပေါ့နော်ဒါအရေပြားအဆုတ်တက်ကိုထိန်းထိန်းထားပေးတဲ့ဟာမျိုးပေါ့နော်ဒါဒီစိတ်မရင်လို့မဟုတ်ဘူးအရေပြားအဆုတ်တက်တွေထိန်းထားပေးတဲ့တခြားလိမ့်စေးတွေလည်း cream တွေလည်းရပါတယ် lotion တွေလည်းရတယ်ပေါ့နော်နေအောင်ကြည်ဒဏ်ကနေပြီးတော့ကာကွယ်ဖို့အတွက် SPF 30နဲ့အထက်ပေါ့နော်ဒီမှာဆိုရင်ဒီလိုမျိုးတစိမ့်ပါတဲ့ဟာမျိုးပေါ့နော်အဓိကကတော့အတွင်းထဲမှာ SPF 30နဲ့အထက်ပါတယ်ဆိုရင်ဒါနေရောင်တန်းနဲ့ခရမ်းလွှတ်ရောင်ကြီးတန်းကိုကာကွယ်ပေးနိုင်တယ်ပေါ့နော်။နေဘူးတဲထွက်တာကိုအတက်နိုင်ဆုံးရှောင်းမရှောင်နိုင်ဘူးဆိုရင်တော့ဒီလိန်စေးလေးကိုလိမ်သွားပေါ့နော်။ပြင်ထွက်မယ်ဆိုရင်လည်းအတက်နိုင်ဆုံး ठी တို့ဒါမှမဟုတ်လည်းအုတ်ထုတ်တို့စောင်းတာမျိုးပြီးရင်အတက်နိုင်ဆုံးအရေးရတဲ့နေရာမှာနေတာမျိုးဒါမျိုးတွေလုပ်ပေးပေါ့နော်။အရေးပေါ်အခြေအနေနေတဲ့ခါကျတော့အရေးပြားကနေလောင်တန်းကအရန်ကိုပြင်းထန်လာတဲ့အရေးပြားကနီးရဲတယ်ပူလောင်နေတယ် အထီကိုမခံဘူးဆိုရင်လည်းတေချာတွားပြတဲ့ ਨੇ ကိုပူကအရန်တက်လာတယ်ဘလို့လုံးလုံးမကြတော့ဘူးဆိုရင်လည်းတေချာပြဖို့လိုတယ်အရင်ပြားကရောင်နေတယ်ဆိုရင်လည်းပြဖို့လိုတယ်အရန်ကိုရားနေတယ်နေလို့ထိုင်လို့မရတော့ဘူးဆိုရင်လည်းတေချာလေးပြဖို့လိုတယ်ပေါ့နော်ဒါကတော့အရင်ပြားနဲ့ပတ်သက်တဲ့ပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းလို့ရမယ့်နည်းလမ်းရဲ့အရေးပေါ်အခြေအနေတွေကိုကျွန်တော်ပြောပြထားတာပေါ့နော် နောက်နံပါတ်၄အနေနဲ့ခါကြတော့ဒီမျက်စိယောဂတွေကိုကုတတဲ့နီလန်ပေါ့နော်ယောဂဖြစ်နေတဲ့ခါကျရင်လည်းကိုယ်လက်ကိုတခြားလေးတက်တန့်ရှင်ထားဖို့လိုတယ်။ဒါလေးကြရင်ဒီညာဘက်မျက်စိမှာဖြစ်တဲ့တွားပြီးတော့ပုတ်ပုတ်နေတဲ့ခါကျရင်မတော်တဆဘယ်ဖက်ဟိုကတွားပြီးပုတ်လိုက်မိတဲ့ခါကျရင်ဒီဖက်ကပိုးက ါမျက်စိရဲ့တခြားဖက်ကိုရောက်လာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ယောဂပိုးတွေကအလွယ်တကူပို့ပြီးတော့ကူးဆက်နိုင်သွားတယ်ဒါကြောင့်မလို့လက်ကိုလည်းတန်တန်ရှင်းထားမျက်စိကိုလည်းတွားပြီးတော့မပွန့်မိစေနဲ့အဲပြီးရင်မျက်စိကိုလည်းဒါရေနွေးနွေးလေးနဲ့ဆေးပေးဖို့လိုတယ်နေကာမျက်မှန်တွေကိုလည်းတတ်ထားဖို့လိုတယ်ပေါ့နော်ဒါကမျက်စိအယံမဆိုးတဲ့အခြေအနေတွေကိုပြောတာအကယ်၍မျက်စိကအယံကိုပူလာတယ်တွင်းထဲမှာနီရဲလာတယ်မျက်စိအမြင်က ဝါလာတယ်ဗောနော်မျက်စိတဲ့ကိုဖုံဝင်လို့အမှိုက်ဝင်လို့မျိုးခဏခဏဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့စေယုံစည်းကမ်းကိုတိကျတော့ပြပြဖို့လိုပါတယ်နောက်နံပါတ်9အနေနဲ့အစာအစိတ်တက်တာကိုဘယ်လိုကုတလို့ရလဲဆိုရင် ကျွန်တော်တို့ဝမ်းပြဝမ်းလျှောမှလို့ပဲပေါ့နော်ဂျေမင်းများတောက်ဖို့လို့ရတယ်ပြက်ဝမ်းလျှောတာကအရေးတွေအရန်များတယ်ဆိုရင်တော့တက်စာရေး ORS ပါတောက်ဖို့လို့ရတယ်အစာအစိတ်တင်တာအရန်ကိုစစိုးဝါပစ်တယ်ဆိုရင်တော့အစာမစားဘဲနေတာမျိုးဒါမှမဟုတ်အစာပျော့လီပဲစားတာမျိုးတွေလုပ်တဲ့နဲ့အဲ့ဒါမှပဲအစာရင်နဲ့ဥလန်ချောင်းကိုအနာပေးရရောက်တယ်ပေါ့နော်ပြီးရင်အစာအစိတ်တင်တဲ့အခါကျရင်ဒီအစာရင်နဲ့ဥလန်ချောင်းကရောင်နေတာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့အနာပေးနိုင်တယ်ဆိုရင်တော့ မမြန်နေကောင်းတယ်ပေါ့နော်ကဲ၍ဒီလိုမျိုးဖြစ်တာက24နာရီတက်ကြော်လာပြီ1ဒေါ်လာကြီးလည်းမရက်ဘူး NR ကြီးလည်းမရက်ဘူးဆိုရင်တေချာတွားပြပါ1ထဲမှာတွေးဒဇန်20ပါတယ်ဆိုရင်တော့မှတေချာတွားပြဖို့လိုတယ်ကိုပူရာအယံကိုပြင်းလာတယ်ဆိုရင်လည်းတေချာတွားပြဖို့လိုတယ်တတိလက်မေ့သွားပြီဆိုရင်လည်းပဲတေချာလေးတွားပြဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကအစာအစိမ့်တင်တဲ့ခါကျရင်ကုတာနီလန်းနဲ့အရေးပေါ်အခြေအနေတွေကိုပြောပြပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြောထားတဲ့ဒီအဖြစ်များတဲ့ယောဂ၅မျိုးရဲ့ကုတာနီတဲ့ အရေးပေါ်အခြေအနေတွေကအပူလွန်ကဲတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တေချာလေးပြောပြပေးထားပါတယ်။ နံပါတ်1ကတော့ one piece one shot ယောဂနဲ့ပတ်သက်ပြီးတော့တေချာလေးပြပြပေးထားပါတယ်။နံပါတ်2ကတော့အရေးပြယောဂတွေနဲ့ပတ်သက်ပြီးတော့တေချာလေးပြပြပေးထားတယ်။အရေးပေါ်အခြေအနေကိုလည်းတိထားဖို့လိုပါတယ်။မျက်စိယောဂတွေနဲ့ပတ်သက်ပြီးတော့လည်းကုတာတဲ့နီလန်းတွေကိုတစ်ချက်ပြောထားပြီးတယ်။ပြီးရင်အရေးပေါ်အခြေအနေကိုလည်းတိထားဖို့လိုတယ်။အစာအစိတ်တင်တာနဲ့ပတ်သက်ပြီးတော့လည်းကုတာနီလန်းတွေကိုပြပြပေးထားတယ်။အရေးပေါ်အခြေအနေကိုလည်းတိချာတိဖို့လိုပါတယ်။အဲ့တော့ဒီနွေရာဒီမှာဖြစ်များတဲ့ယောဂတွေကိုဘယ်လိုကာကွယ်ရမလဲဆိုရင်ရေတက်တက်လေးကိုတိချာတောက်ပါ။ရေတက်မရှိဘူးဆိုရင်လည်းရေချက် AOA ခံပြီးတော့တောက်ပါနော်။အဲ့အစာအတောက်ကိုလည်းတက်တက်ရှင် ်ချက်ပြုတ်စားတော့မှုလို့ရတယ်။နေအပူရှင်ကိုလည်းဖြစ်နိုင်ရင်ရှောင်းတာမျိုးတို့လုပ်ပါ။အဲ့တော့အထူးသဖြင့်ကတော့ဒါနေ့လေ12နာရီကနေပြီးတော့3နာရီ4နာရီအတွင်းအပြင်ထွက်တာလေးကိုရှောင်းမယ်ပေါ့နော်။အပြင်မလွဲတာလို့ထွက်ပြီးဆိုရင်လည်း SPF 30နဲ့အထပ်ပါတယ်။လိန်စေးလေးတွေလိန်မွားပြီးတာမျိုးပြီးရင်ထီဆောင်ရတာမျိုးအုတ်ထုတ်ဆောင်ရတာမျိုးတွေလုပ်ပေးပါ။နေဘူးထဲမှာအကြာကြီးရက်နေတာမျိုးနေဘူးထဲမှာအကြာကြီးနေတာမျိုးမလုပ်ပါနဲ့။ပြန်တတန်ရှင်လေးနေတိုင်းမှာ personal hygiene ကလည်းအရေးကြီးပါတယ်။အကယ်၍ယောဂတွေကအယံကိုဆူဝါးလာတဲ့ ဟိုအရေးပေါ်အခြေအနေရောက်လာတယ်ဆိုရင်တော့နီးစက်ရစီးရုံစီကောင်းကိုတရားတော်ပြဖို့လိုပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောခဲ့တာကတော့ဒီလိုမျိုးအရန်ပူတဲ့ကာလမှာဖြစ်များတဲ့ယောဂ၅မျိုးရဲ့ဒီယောဂတွေကိုဘယ်လိုကုတာရလဲဆိုတာကိုကျွန်တော်တရားပြောခဲ့ပါတယ်အကြိမ်မိတ်ဆွေအနေနဲ့ဒီထဲမှာပါတဲ့အကြောင်းအရာလေးတွေကအကျိုးရှိတယ်ဆိုရင်ကျေးဇူးပြုပြီးတော့ channel လူတွေမြင်အောင် share ထားပေးပါဦးကျွန်တော်ဆက်ပြီးတော့လည်းကျမရဲ့ဗီဒီယိုလေးကိုမျှဝေပေးမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ channel ကိုလည်း like subscribe လုပ်ထားပေးပါဗီဒီယိုဒီကြည့်ပြတဲ့အကြောင်းမလို့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဆက်စားရရာ begin ဆင်ပြပါစေ